မင်္ဂလာပါအမတို့စနေတင်ရောက်ပြန်ပြီနော်စနေဆိုတော့ထုံးစံတိုင်းပဲ talk show လေးအမလုပ်ကြအောင်ဒီဘက်ကတော့အမစဉ်းစားထားတဲ့ခေါင်းစဉ်လေးရတော့အာကိုသားသမီးကိုကိုချစ်သလားချစ်တယ်ဆိုရင်မညခိုင်ပါဆိုတဲ့ talk show လေးအဖြစ်ပါတယ်ဟုတ်ပါတယ်ဒီဟာနဲ့ပတ်သက်ပြီးအမပြောပြပေးခြင်းညာကြာနေပါပြီ ကိုတာသမီးကိုကိုချစ်တယ်ဆိုရင်အမတို့မင်းများခိုင်းမှုလိုအပ်ပါတယ်အမတို့ငငယ်တော့ကဘဝနဲ့အတွေ့အကြုံနဲ့ရင်းမိအမပြောပြရရင်အမအဖိုးအဖွားအဖေအမေကအရန်ခိုင်းနေတယ်မှာပါတယ်ဗောနော်ဦးလေးတွေရောပဲဒေါ်ရီရောပဲဗောနော်ဆိုတော့အရန်ခိုင်းပါတယ်ငငယ်တော့ကတော့ငယ်တဲ့အချိန်မှာတော့အဲ့လိုအရန်ခိုင်းတဲ့အဖေတွေအမေတွေဖိုးတွေဘွားတွေကိုတိတ်သဘောမကြောက်ဘူးဗောနော်ငငယ်တော့အမြဲတမ်းပြောနေကြစကားဖတ်စစ်တွေတို့နာစီတွေတို့လူကြီးမိဘတွေကိုခိုင်းရင်အမြဲတမ်းအဲ့လိုပြောမိရဲဗောနော် ဆိုတော့ငငယ်တော့ဆိုရင်အမတို့ဆမ်းမရောက်ပြီဆိုရင်အမတို့ကဟိုအာကာဇင်တွေကအမြဲတမ်းအိမ်လာလဲကြတယ်လဲကြတယ်ပြီးတော့ပါဆော့ရမယ်အရေးကိုအမတို့မလုံနိုင်ဘူးပေါ့အရင်ဦးဆုံးဘာလုပ်ရလဲဆိုရင်အမတို့က စမ်းမမရောက်ခင်မှာအမအဖိုးကအမရောအရင်က34လက်ပါနေတာဆိုတော့အမရောက3ထပ်မှနေတယ်တိုက်က4ထပ်ရှိရယ်ပေါ့နော်ဆိုတော့အဲ့တထိုင်လုံးကိုအာထုံးနေတုတ်ပေးတယ်ဆိုတော့တိုက်မထုံးမတုတ်ခင်မှာဒီကြီးညော်ရေးရှိတာရေးဆိုရင်သန်ဘရက်စ်နဲ့ချွတ်ရတယ်အဲ့ဒါအမရောပစ္စည်းလေးပဲရှိကြသေးရယ်ပေါ့နော်ဆိုတော့မကစားခင်အဲ့ဒါယူအမရောအရင်ကြီးညော်ရီချွတ်ပေးရတယ်ပြီးတော့မှသူထုံးတုတ်သမားကိုခေါ်ပြီးထုံးတုတ်ပေးရပါတော့သူကဒီ၃ထပ်မှနေပြီးပဲ၄ထပ်ထိတုတ်ပေးရပါတော့ အဲ့တော့ကဆိုရင်ဘာကြောင့်အဲ့ဒါမျိုးကြီးလုံနေရလဲပေါ့နော်ကိုနဲ့ကိုကနေတာတုံးတက်လေးတက်နဲ့လည်းဘာမှမဆိုင်တာကြီးရှောက်လုံပေးရပေါ့နော်ပြီးတော့ကိုရီကိုတခြားလူခေါ်ခိုင်းလိုက်လို့ရနေတဲ့ဒါနဲ့အိမ်မှာလူတွေရှိနေတဲ့ဒါနဲ့ဘာလို့ငါတို့ခိုင်းနေရလဲဆိုရဲမိကုန်းတွေအတွေးတွေကအမတို့ခေါင်းထဲမှာအမြင်အပြည့်ရှိခဲ့ကြရပေါ့နော်အဲ့လိုပဲ မမေဆိုရင်လည်းအမြဲအိမ်မှာအိမ်အကြောက်ကုံတဲ့ကုံတဲ့ family ဆိုတော့အမြဲဒီ customer တွေအလုပ်ဧည့်သည်တွေအမြဲဝင်ထွက်သွားလာနေကြတာပေါ့နော်အဲ့လိုမျိုးဆိုရင်လည်းဝင်ဧည့်သည်တွေလာပြီဆိုရင်လည်းမင်းကအမြဲ coffee ချခိုင်းတာတို့အေးချခိုင်းတာတို့ပြီးရင်စကားပြောခိုင်းတာတို့အမြဲလုပ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလုပ်တိုင်းလည်းဟိုနားမလဲခဲ့ဘူးပေါ့ဘာကြောင့်ငါတို့အားနေခိုင်းနေရလဲဘာကြောင့်ငါတို့ဒီလိုနဲ့စကားပြောခိုင်းနေရလဲဆိုတော့ငယ်တော့တော့လုံးဝမသိခဲ့တာအမှန်ပါ အာပြီးတော့ရင်လည်းအမတို့ဒီဒီဒီဟိုသူ့နောက်ဘက်ကိုပြောင်းလာတဲ့ခါမှလည်းအဲ့လိုပဲခြံဇီယိုတစ်ခုလုံးဘယ်တော့မှမေကစိတ်မတော့ဘူးပေါ့နော်အဲခြံဇီယိုတစ်ခုလုံးမေကအမြဲတမ်းစမ်းမရောက်ပြီဆိုရင်မောင်နှမတွေနောက်ပြီးတော့အိမ်မှာရှိတဲ့လူတွေအကုန်လုံးကတမ်ဘရရှ်တွေနဲ့ချွတ်ဂျီညော်တွေချွတ်ချွတ်ပြီးတော့မှထုံးထုတ်တာတို့ဆေးထုတ်တာတို့တစ်ခုခုလုပ်တာပေါ့နော် ဲ့ဒါအမြဲလုပ်ရတယ်ဆိုတော့အဲ့လိုမျိုးဒါတော့ဟိုသူကရောက်တဲ့အချိန်မှာအရွယ်ရောက်နေပြီအပြိုအရွယ်ဖြစ်နေတာတော့အဲ့ဒါလုပ်ရတယ်တော့တိတ်ပြီးအစာမကြည့်ဘူးပေါ့နော်။ဘာကြောင့်အဲ့ဒါမျိုးတွေလုပ်ခိုင်းနေမယ်နားမလဲခဲ့ဘူးပေါ့။ဒါပေမဲ့အဲ့ဒါတွေကအသက်20နောက်ပိုင်းမှာအမှတော်တော်လေးသဘောပေါက်လာပါခဲ့တယ်။အာ19 20ရောက်လာတဲ့အချိန်မှာဟာဒါငါတို့အတွက်ကောင်းစီအချိန်ပါလားဆိုတဲ့စကားကိုအလုပ်တွေကိုအမှပိုသိလာတယ်ပေါ့နော်။ငငယ်လေးကသားသမီးကိုခိုင်းတဲ့အတွက်အမှတို့ဒီငငယ်လေးရဲ့အလုံးနဲ့အထီးတွေ့ရှိလာတယ်။နောက်ပြီးပတ်စံတန်ဖိုးကိုနားလည်လာတယ်။အဲနောက်တစ်ခုကကြတော့ဟိုဟိုလူမ ကြောက်တော့ဘောနော်ခုနလိုမျိုးပေါ့ဧည့်သည်လာတဲ့ခါစကားထွက်ပြောခိုင်းတာတို့ဟိုဟိုမိတ်ဆက်ခိုင်းတာတို့ကော်ဖီမုတ်တွေချိုင်းတဲ့စကားတွေပြောခိုင်းတာဆိုတော့လူမကြောက်တော့ဘူးပေါ့နော်ပြီးတော့နောက်တစ်ခုကအလုတ်အဲ့ရတန်မိုးကိုတန်မိုးကိုနားပိုနားလဲလာပြီးတော့ပို့ပြီးတော့ဟို ဟိုတံမိုးထားတက်လာတယ်ပေါ့နော်အဲ့ဒါတွေကအမှားတော့ငငယ်တော့ကနားမလဲခဲ့ပါဘူးငငယ်တော့ဆိုရင်မောင်မားတွေ cousin တွေစုံတိုင်းပြောဖြစ်နေတာအာငါတို့အဖေတွေကဟိုဖက်စတေးလားမသိဘူးလို့နားစီရလားမသိဘူးလို့အမြဲတမ်းအစ်စ်တွေပြောမိမိဘတွေအဖိုးအဖွားတွေအစ်စ်တွေပြောမိနေတာပေါ့နော်ဒါပေမဲ့ အလူကြီးမိပါတွေကအဲ့လိုခိုင်းပေးရတဲ့အတွက်ကိုရီဘလောက်ထိအပိုးကျိုးသွားတယ်လဲဘလောက်ထိအလုပ်ထမ်းမှာအတုံးဝင်သွားလဲဘလောက်ထိကိုဘဝမှာရက်တည်ရတဲ့ကို၆ဘောကိုရက်တည်ရတဲ့အခါမှာဘလောက်ထိတံမိုးရှိတယ်လဲဆိုတဲ့အကြောင်းအရာတွေကအမတို့တဖြည်းဖြည်းအသက်တစ်နှစ်ကြီးတိုင်းတစ်နှစ်ကြီးတိုင်းပိုသိလာရတဲ့ဟာတွေပေါ့နော်ဒါကငငယ်တော့အမတို့မသိနိုင်ပါဘူးဟိုအခုနောက်ပိုင်းလဲခလေးတွေဟိုထားမှာရုံထဲမှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ်မိဘတွေကဆုံးမတဲ့ခါလေးမောင်လေးတွေညီမလေးတို့အနေနဲ့လည်းအဲ့လိုတွေးကောင်းတွေးလိုက်မယ်ဟန်ငါတို့မိဘတွေအရန်ခိုင်းတာပဲအရန်ဆုံးမတာပဲလို့ထင်ကောင်းထင်လိုက်မယ်ဒါပေမဲ့အဲ့ဟာတွေကလေတစ်ချိန်ချင်းမောင်လေးတို့ညီမလေးတို့အသက်19 20 20တော့ပိုင်းရောက်လာတဲ့အချိန်ညာဘလောက်တန်မိုးရှိတယ်လဲဆိုတဲ့ဟာတွေကနားလည်လာလိမ့်မယ်ပေါ့နော်ပြီးတော့မိဘတွေအနေနဲ့လည်းသားသမီးကိုမများခိုင်းမိဖို့လိုအပ်တယ်ငငယ်တော့ဆိုရင်အမအမြဲပြောနေကြအမြဲခိုင်းနေအမြဲခဏခဏခိုင်းလို့မမေးလို့အမြဲ complain တက်တယ်ပေါ့နော်အမ မမေတော့အရန်ခိုင်းတာပဲဆိုပြီး complain တက်ရင်မမေကဘာမှမပြောတော့ဘူးဆိုတော့ summer ဆိုရင်လမ်း30ရို့အဲလာမလမ်းတို့ခေါ်ရတတ်တယ်ဘာလို့လဲသိလားလမ်း30ရို့ဘာလို့ဆိုတာကများသောအဖြစ်မွတ်စလင်တွေရှိတာများတယ်အဲမှာဆိုရင်စာပုံနှိပ်တိုက်တွေဘာတွေရှိလဲပေါ့နော်အဒီလူတွေရဲ့အိမ် site တွေအလုပ်ယုံတွေမှာအမြဲဘာတွေရှိလဲဆိုတော့သူတို့ရဲ့သားသမီးတွေက summer ဆိုရင်အတူတူအလုပ်တွဲလာလုပ်ကြတယ်တရုတ်တန်းမှာဆိုလဲတရုတ်တွေရဲ့ အာ family တွေကသူတို့ကလေးတွေခေါ်ပြီးအလုပ်တတူတွဲလုပ်တာတွေ့ရတယ်။အဲ့တော့မမေးကအမြဲပြောနေစားတရုတ်တွေကလားတွေကိုအမြဲတမ်းကြည့်ပေါ့နော်။သူတို့တွေကအမြဲသူတို့သားသမီးကိုချစ်တဲ့အတွက်ငငယ်လေးရဲ့အလုပ်ဆိုတဲ့အရာနဲ့အထီးတွေ့လုပ်ပေးထားတယ်။ဒါကြောင့်မို့လို့သားသမီးကိုချစ်ရင်မများခိုင်းပေးရတယ်ပေါ့နော်။ အဲ့ဒါကြောင့်မျိုးအမြင်နဲ့အလုံးနဲ့အထီးတွေ့ရှိရတဲ့အတွက်ဒီကိုဘဝကိုရက်တည်နိုင်အောင်တခါတည်းစပြီးငယ်လေးတွေအပြိုးထောင်ပေးထားတဲ့အတွက်တစ်ချိန်ချင်းအသက်ကြီးသွားရဲဥမာတင်းနေရှိရောက်သွားရဲတင်းရင်ကနေအသက်ကြီးလာတဲ့အချိန်ကြရဲကိုချော့ပိုကိုရက်တည်နိုင်ရတယ်တည့်ချက်နှစ်ချက်ကကြတော့လူတွေနဲ့အမြင်အထီးတွေ့ရှိနေရဖြစ်တဲ့အတွက်ပြောရဲဆိုရဲရဲဆိုဆိုရဲလာတယ်နောက်၃ချက်ကလူတွေအကဲခတ်တဲ့အပညာကောင်းကောင်းရတဲ့ရသွားရဲပေါ့နော်နောက်နံပါတ်၄ကကြတော့အပိုးကောင်းကောင်းကျိုးသွားရဲ ဟုတ်တယ်အဲ့အပိုးကျိုးဟဲ့ဆိုရဲ့အချက်ကအမထက်ပြောပြခြင်းနဲ့အမကတောက်မကျိုးတဲ့လူတွေမှာပါတယ်ပေါ့နော်ပွင့်လင်းပြောရင်အမတောက်မကျိုးဘူးအဲဟိုမိဘရင်းနဲ့ဆိုမိဘရင်းအမြင်မှာပေါ့နော်အမတောက်မကျိုးဘူးလို့မြင်မြင်ရတဲ့ကလေးတွေမှာပါတယ်အမလိန်မာတဲ့ကလေးတွေမှာတော့ပါတယ်လူတွေမဟုတ်ဘူးပေါ့နောက်မှအမအကြောင်းလဲအမပြောပြပါအောင်မယ်ဆိုတော့အဲ့လိုကလေးတယောက်တောင်အဲ့လိုကလေးတယောက်တောင်အမ16 19 16မှာအလုံးဝင်တဲ့အချိန်မှာအလုံးထက်ဝင်တဲ့အချိန်မှာဟိုသူများရင်းနဲ့ရှင်တော်တော်လေးကိုအံဝင်ကွင်ကျဖြစ်ပြီးတော့အလုံးထက် ာကိုကခြေတလန်းตาတရားတွေ့ရရယ်ပေါ့เนาะ အဲ့ဟာတွေကအဲ့ရွယ်မှာလဲအမမသိသေးပါဘူး16နှစ်မှာလဲ16 19 18မှာလဲအမဟောဒါမီးပါငါ့ကိုပြိုးစုပြိုးထောင်ပေးလိုက်တဲ့အလေးအကျင့်ကငါဒီအလုပ်ထမ်းဝင်လာတဲ့ခါမှာငါ့အတွက်တန်ဖိုးရှိပါလားဆိုရင်ဟာအမမသိသေးဘူးပေါ့နော်အဲ့ဟာတွေကတဖြည်းဖြည်းနဲ့20ရောက်လာတဲ့အချိန်မှာဒီ16 19အပိုင်းအမပြန်ကြည့်အချိန်မှာအော်ဒါကြောင့်ဒီလိုငငယ်လေးရဆုံးမခဲ့လို့ဒီလိုငငယ်လေးရအလုပ်တွေခိုင်းခဲ့လို့ဒီလိုအပိုးကျော်အောင်နေခဲ့လို့ပတ်စံတန်ဖိုးကိုနားလည်အောင်သင်ပေးခဲ့တဲ့မိပါတွေအဖိုးအဖွားတွေအတော်တွေဦးလေးတွေရှိခဲ့လို့ငါဒီရွယ်မှာဒီလောက်ကောင်းအောင်လုပ်နိုင်ပါသလားဆိုတဲ့အကြောင်း ောက်ရအောင်အမပို့အတိလာရဲပေါ့နော်ပေါ့နော်ပြီးတော့အဲ့20ကျော်ပြီးတော့20ကျော်မှလည်းလုတ်ခဲ့အလုတ်ကြီးကိုပြန်ကြည့်လိုက်ရင်လေအော်ဒီလူကြီးကဒီလိုဆုံးမခဲ့လို့ဒီဒီပညာရှင်ငါ့ကိုပေးခဲ့လို့ငါ30ကျော်မှ20ကိုပြန်ကြည့်တော့လေငါဒီလိုလုတ်ခဲ့နိုင်မှာလားဆိုတော့ဟာပို့သိရတယ်ကိုချော့ပေါ်ကိုရက်တီမဲ့လူတွေအတွက်ကလေမိဘတွေဆုံးမဖို့မိဘတွေမများခိုင်းတာဖို့လိုအပ်ပါတယ်ဒါမှ မိဘတွေမများခိုင်းထားတဲ့လူမများတုံတင်တဲ့လူတွေကကို့ချောက်ပေါ်ကိုယက်တည်နိုင်တယ်ကို့ကိုကိုယုံကြည်မှုအပြည့်ရှိတယ်အဲ့ဒါတွေကအမကိုအမဘဝမှာအမကိုအမတိဆောက်တာတဲ့လူကြီးမိဘတွေရဲ့ဆုံးမစကားတွေသူတို့ခိုင်းတာတွေသူတို့ရဲ့ဆုံးမမှုတွေကအမ life မှာဘလောက်ထိတန်ဖိုးရှိပြီးအေးပါပြီးတော့ပါလာတယ်လဲဆိုတာကိုအမကအခုအသက်အရွယ်မှာပို့ပြီးမြင်လာရတယ်ပေါ့နော်ဒါကြောင့်မို့လဲအမကညီမလေးတွေမောင်လေးတွေကိုပြောပြပေးချင်တာက လူကြီးမိဘတွေဆုံးမတဲ့အခါဒါမှမဟုတ်ရေအာခိုင်းတဲ့အခါကျရင်ဟာငါ့ကိုဒီခေတ်ဒီခါမှာကျတော့ဟိုခိုင်းတာကိုတိတ်ကြိုက်ကြမယ်ပဲတော့မထင်ဘူးပေါ့နော်ဆိုတော့ဒါအဖြစ်မဟုတ်ပါဘူးဒါလူတိုင်းဖြစ်တတ်တဲ့အခြေအမောင်ခင်ငယ်တွေကလည်းမချိုက်ဘူးပေါ့ဒါကအမောင်လေးတို့ညီမလေးတို့အဖြစ်မဟုတ်ဘူးပေါ့ကွာ ဆိုတော့အဲ့လိုမျိုးဖြစ်တဲ့ဆိုရင်လည်းငါတစ်ချိန်ချင်းကြာရင်မဖြူတန်းပြောအဲအမပြောဟာသူနောက်တစ်ချိန်ချင်းကြာရင်ငါ့ကိုဒီလိုမျိုးအလမ်းကြောင်းပေါ်ရောက်အောင်တွန်တင်ပေးလိုက်တဲ့ဟာတွေပါလားလို့တွေးမှတ်ပြီးယူရင်အမတို့ထက်ပိုမြ мян ရလိမ့်မယ်ပေါ့နော်အဲ့ဒါတော့အမပြန်လဲမြောက်ပြီးပြင်ပါတယ်ပြီးတော့မိဘရဲ့အနေနဲ့လည်းသားသမီးကိုချစ်တယ်ဆိုရင်မြ мян အခိုင်ပါလို့ ဒီနိုင်ငံမှာဆိုလဲကလေးတွေကအခုဆိုရင်ဆမ်းမဆိုရင်အဲ့မှာအရန်သဘောကျတဲ့အချက်ကလေးရှိပါတယ်။အဲ့ဒါဘာလဲဆိုရင် teenage ရွယ်ပေါ့၁၂နှစ်၁၃နှစ်ကလေးတွေအကုန်လုံးကလမ်းမှာသူတို့ဒါပေမဲ့ car parking နေရာ free ဖြစ်တဲ့နေရာတွေမှာသူတို့ကားရေးစေးကြတယ်။သူတို့ဥမာစိုက်မုတ်ကလေးတွေထောင်းမယ်။ထောင်းပြီးတော့ကားရေးစေးဖို့အတွက်ကိုထောင်းတော့၅ချက်၁၀ယူမယ်ပေါ့နော်။တကယ်ချင်းနေ၅၆ဆုလုပ်တယ်ဆိုရင်လေအကုန်လုံးကအဲ့ဒါပတ်စံကိုပြန်လဲမျှဝေပြီးယူကြတယ်။ပြီးတော့သူတို့ ကားရဲ့ဆေးမဟာကိုအဖေမေးရလာစောက်ပြေးကြရယ်ပေါ့နော်။ဟောဆန်းနှစ်၃နှစ်ပဲရှိတဲ့ကလေးပေါ့လေအရွယ်လေးပေါ့နော်။ဆိုတော့အမအဲ့ဒါရမ်းသဘောကြရဲမှာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဟာကအရမ်းကောင်းတဲ့အချက်အမတို့အတိုင်းပြီမှာဆိုဆန်းနှစ်၃နှစ်ကိုဘယ်မိဘမှကလေးဟိုဟိုဒီပုံမှန်လူလက်တန်းစားရောချမ်းသာတဲ့လူရောပဲပြီးပါမှအလုပ်ထဲကိုသူများအလုပ်ထဲကိုမထည့်ဘူးသူများအလုပ်ထဲကိုမထည့်သလိုအဲဒီလိုမျိုးကားရေးဆေးခန်းလို့ပါလို့ဆိုတာမဖြစ်နိုင်ဘူးပေါ့နော်မဖြစ်နိုင်ဘူးမလုပ်ခိုင်းကြအောင်ရမ်းဖူးမဝီချစ်ကြတာဟိုဒါလည်းပါလေချစ်တာလည်းကောင်းပါလေဒါပေမဲ့ချစ်တာနှစ်ဖို့နှစ်တာ မဖြစ်သွားဖို့အရေးအရေးကြီးရယ်ပေါ့နော်ဒါကြောင့်မို့လို့ကိုယ်သားမျိုးကိုချစ်ရင်မြများခိုင်မှာဒီမှာဆိုတဲ့ဒီကလေးတွေအဲ့လိုမျိုးအလုံးလုံးချင်းအားဖြင့်တို့အတွက်သူတို့ပတ်ဆိုင်အောင်သူတို့ရှာချင်အဖြစ်ဘာဖြစ်လဲဆိုတော့ပတ်ဆိုင်ရဲ့တန်ဖိုးကိုနားလဲလာတယ်လွယ်လွယ်ကူကူနဲ့ဘဝမှာဘာမှမရပါလားဆိုတဲ့အကြောင်းအရာတွေသူတို့ကောင်းကောင်းသိလာတယ်ပေါ့နော်အဲ့ဒါကလူဘဝ life မှာ အာ live ကိုလူကြီးမိမတွေကအမမတို့တောက်လျှောက်ကြည့် live မကြည့်နိုင်ဘူးကွာသိလားအဲ့တော့ဒီ code live ကိုကိုရှော့တဲ့အခါမှာအဲ့ဒီဟာတွေကအမမတို့အတွက်အကျိုးအများကြီးရစေတယ်ကောင်းကျိုးတွေအများကြီးဖြစ်စေရပေါ့နော်ဒါကြောင့်မို့အမမတို့အာကိုတာသမီးကိုချစ်အများကြီးခိုင်းပါလို့ပြောချင်ပါတယ်အဲ့ဒါလုံးဝမမေ့တယ်ပေါ့နော်ဒါအမမဘဝရဲ့အတွေ့အကြုံနဲ့အမအမေတွေအဖေတွေဖိုးတွေဖွားတွေအများကြီးခိုင်းခဲ့လို့အမမတို့ဒီလောက်ဒီချိန်နေမှာဒီလိုနေထားအောင်နေနိုင်တယ်ပေါ့နော် အရင်ချမ်းလာခြင်းမှာချမ်းလာလိမ့်မယ်ဒါပေမဲ့ကိုချက်ပေါ်ကိုယက်တည်နိုင်တယ်ကိုကိုကိုယုံကြည်မှုအဖြစ်ရှိတယ်အဲ့ဒါတွေကအဲ့ဒါတွေကဘယ်ကလာလဲဆိုမိဘတွေရဲ့ဆုံးမတုံ့ပြန်မှုကလာတာပါဒါကြောင့်မို့ညီမလေးတို့မောင်လေးတို့အနေနဲ့လည်း အဲအလုတ်မများလုတ်ပါမိဘတွေရဲ့ဟိုဖိုးဖားတွေကခိုင်းခဲ့တယ်ဆိုရင်လေအာဟိုဒါရဲ့နောက်တစ်ချိန်ချင်းငါထွက်ကောင်းဖို့ပါလားအဲ့လိုတွေးပေါ့နော်အာပြီးတော့ဒီနိုင်ငံမှာဆိုရင်လေဟိုလူတိုင်းအလုတ်လုတ်ရပါတယ်ခလေးလေးအစကုနာလိုမျိုးဆမ်းမဆိုရင်ဟာကိုကိုပဆက်ကိုရှာရတယ်မိုးဘိုးရှာရတယ်ဟာမျိုးတွေပြီးတော့၁၄၅နှစ်ရောက်ပြီဆိုရင်သူတို့အလုတ်ဝင်လို့ရတဲ့နေရာလေးရှိရဲ့အမတ်ကာဇင်လေးဆိုဂျပန်မှာနေတာသူ၁၄၅နှစ်တုန်းကဆိုရင်သူအရှိရဲ့သူတို့အိမ်ရှိရာ convenience store မှာတွားပြီးတော့ဖတ်ထိုင်းလုတ်တာမျိုးတွေပေါ့နော်သူတို့ကဘယ်အချိန်ကနေဘယ်အချိန်လုတ်ရမယ်ဆိုတဲ့ဟာမျိုးတွေရှိရဲ့ဒါတွေကသူ life အတွက်သူသွားမဲ့ဘဝအတွက်ကိုဟိုဘဝသင်ခန်းစာတွေလူအတွေ့အကြုံတွေကိုအများကြီးပေးလိုက်တဲ့အရာတွေပေါ့နော်ဒါကဘဝမှာဘာနဲ့မှလဲလို့မရတဲ့တန်ဖိုးမဖြတ်နိုင်တဲ့အရာတွေပေါ့နော်ဒါကြောင့်မလို့အဲ့စကားလေးကိုအမလက်ဆောင်ပေးချင်တာပါဆိုတော့ ကဲဒီဒီဗီဒီယိုတလောက်ပါပဲဒီနေ့ဗီဒီယိုလေးကတော့အမအားလုံးပြပြပေးချင်တာတော့ကို့သားသမီးကိုကို့ချစ်တဲ့ဆိုရင်မြများခိုင်မုံမပေးပါနဲ့ပြီးတော့မောင်လေးရဲ့ညီမလေးရဲ့အနေနဲ့လည်းမိဘတွေအဖိုးအဖွားတွေခိုင်းတဲ့အခါဒါမှမဟုတ်အလုပ်ရှင်တွေကခိုင်းတဲ့အခါကျရင်တန်ငါ့ကိုပညာပေးနေရပါလားဆိုရဲအတွေးကိုတွေးပြီးတော့ပညာများများယူလိုက်ပါနောက်တစ်ချိန်ချင်းကြရင်မောင်လေးတို့ညီမလေးတို့တွေဒါတွေကတန်မိုးမဖြတ်နိုင်တဲ့အရွှေနဲ့လဲလို့မရတဲ့တန်မိုးမဖြတ်နိုင်တဲ့အရာတွေဖြစ်လာပါလိမ့်မယ် အမတို့နောက်ဗီဒီယိုမှာထပ်တွေ့ကြရပါတော့အဲတကယ်လို့အမဗီဒီယိုလို့ကြိုက်တယ်ဆိုရင် like and subscribe လေးလုပ်ပေးပါဦးပြီးတော့ဒီလိုတမွန်ရှေ့စကားလေးတွေလည်းပြန်လဲအားလုံးကိုကိုကနားထောင်ရတယ်ဆိုတော့တခြားလူလည်းပြန်လဲမျှဝေပေးပါတော့အဲပြီးတော့ရင် အမ comment ကောင်းမှန်မှန်လာပြီးရေးပေးခဲ့ပါဦး။ကိုအဖိုးအဖားတွေအဖေအမေတွေဆုံးမလို့ကိုကဘယ်တော့မှအက်တန်မိုးတွေကဘယ်အချိန်မှဘာတွေရခဲ့တလဲပေါ့နော်။ဘလို့တမိုးမဖြစ်နိုင်တဲ့အရာတွေရထားသလဲပေါ့။အဲ့မှာလည်းပြန်လဲနားထောင်ပြေးချင်ပါတယ်။ပြန်လဲနားထောင်ချင်တယ်ပေါ့နော်။အလုပ်စီကအတွေ့အကြုံတွေလည်းပြန်လဲနားထောင်ချင်တယ်။အမကိုလည်းပြန်လဲသင်ယူချင်ပါတယ်။ဒါကြောင့်မို့လို့လာပြီးတော့ comment မှာရေးပေးခဲ့ပါဦးလို့။ Okay နောက်ပြီးတော့မှအမတို့ထပ်တွေ့ကြပါဦး။ Bye bye ။